တာလီဇော့ပါဒီကနေ့ဖေဖော်ဝါရီလ26ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျွန်မတင်ဆက်တွေကတင်ဆက်ပေးသွားပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရခိုင်ပကိုးအစက်ကြားကနက်တောက်ကားကင်းစခန်းကိုအေအေကတင်ပိုက်ပြီးတော့စစ်ကောင်စီရဲ့စက်တက်လေးထီးနစီနဲ့ဒရုန်းလေးစီးထမ်းမင်းကိုအေအေကပြစ်ချတိုက်ခိုက်ခင်းလိုက်တဲ့သတင်း ။ KA ထိုးစစ်ဆင်ပြီးနောက်ကြောက်ဖြူပင်နေပြင်ကိုစစ်ကောင်စီရဲ့တိုက်ခိုက်ရေးနေပြီးအစည်းရဲတစီကျော်ရောက်ရှိလာတဲ့တည်နေ။ပလောဝမ်မြို့နယ်မှာရခိုင်အပါဝင်ချင်းလူငယ်တွေကို KA ကစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ဆောင်တာရှိမနေဘူးလို့ဒေသခံတွေကပြောတဲ့တည်အပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ရခိုင်ပြည်နယ်ပဲခူးတိုင်းအစက်ကြားကဒေသအခေါ်ဝေါ် နက်စင်ကုန်းခေါ်နက်တောင်ကာကင်းစခန်းကိုအာရခတက်တော်အေးကတင်ပိုင်လိုက်ခဲ့တယ်လို့စစ်ကောင်စီရဲ့စက်တက်လေထီနစီနံဒရုန်းလေးစီးထက်မနေကိုလေအေးကပြစ်ချနိုင်ခဲ့တယ်လို့သိရပါရယ်။ပဲခူးတိုင်းပတောင်မြို့နယ်အတွင်းကနက်တောင်ကာကင်းစခန်းကိုအေးကဖေဖော်ဝါရီလ24ရက်နေ့ကတင်ပိုင်လိုက်ခဲ့တာဖြစ်တယ်လို့မြေပြင်စီးတည်ရင်မြစ်တွေကနဝင်စရာကိုပြောပါရယ်။ဒီနက်တောင်စခန်းဟာမြောက်တိုးစခန်းကိုအေရိယာထဲကပဲဖြစ်ပြီးမြောက်တိုးစခန်းရဲ့ကာကင်းစခန်းတစ်ခုလည်းဖြစ်ပါရယ်။ က်တောင်စခန်းသိမ်းတိုက်ပွဲနဲ့အတူညောင်ကျိုးမြို့ဟာစခန်းတိုက်ပွဲမှာလည်းဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့ဒေသခံစီရေးသတင်းအရင်းကြီးတွေကပြောပါရယ်။အဲ့ဒီညောင်ကျိုးစခန်းတိုက်ပွဲကိုပြည်ကူလာတဲ့စစ်တပ်လေးထိနှစီနဲ့ဂရုံလေးစီထမ်းမင်းကိုအေကပြစ်ချနိုင်ခဲ့တယ်လို့စီရေးသတင်းအရင်းကြီးတယောက်ကနရင်းစရာကိုပြောပါရယ်။အခုကိစ္စနဲ့ပတ်သက်ပြီးအေပြောခွင့်ရသူဦးခိုင်ဒုခကိုနရင်းစရာကဆက်တွေ့မြင်မြန်ထားစေဖြစ်ပါရယ်။ ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအရခတတော်အေးထိုးစစ်ဆင်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကတိုက်ခိုက်ရေးနေပြီးအစီရေတစီကျော်ဟာကြောက်ဖြူပြင်းနေပြင်းအတွင်းကိုရောက်ရှိလာတယ်လို့သိရပါဗျ။ကြောက်ဖြူမြို့အနီးကပင်လယ်ပြင်နဲ့တန်တွင်းမှအောင်ပင်လယ်ပြင်ဖက်မှနေရာယူထားခဲ့တဲ့တိုက်ခိုက်ရေးနေပြီးအပါဝင်နေပြီးအစီရေတစီကျော်ဟာတရုတ်စီမံကိန်းရှိတဲ့မဒဲကျုံအပါဝင်ကြောက်ဖြူပင်လယ်ပြင်ပပတ်လေးကိုအခုရဲ့ပိုင်းအတွင်းမှာစုစည်းရောက်ရှိလာတာဖြစ်တယ်လို့ ကြောက်ပြူဒေတာခန့်မြေပြင်စီရေးတရင်ရင်တယောက်ကနရင်းစရာကိုပြောပါရယ်စစ်ကောင်စီရဲ့အကြီးဆုံးရေတပ်ဌာနချုပ်ဖြစ်တဲ့တညဝတီရေတပ်ဌာနချုပ်ကိုအေကဖေဖော်ဝါရီလ21ရက်နေ့ကနေစတင်တိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီရဲ့တိုက်ခိုက်ရေးနေပြည်တော်ဟာအခုလိုရောက်ရှိလာတာဖြစ်တယ်လို့ဆိုပါရယ်ကြောက်ပြူပင်လေပြင်မှာစစ်ကောင်စီဘက်ကတိုက်ခိုက်ရေးနေပြည်တော်အပအဝင်နေပြည်ငယ်တွေလည်းအပြည့်အဝလုံခြုံရေးယူထားတဲ့အတွက်အေကိုရေချောင်းကနေအဓိကထားတိုက်ခိုက်နိုင်တယ်လို့ရခိုင်စီရဲ့အခြေအနေစောင့်ကြည့်လေ့လာသူတယောက်က နရင်စရာကိုပြောပါရယ်လက်ရှိမှာဓညဝတီရေတက်ဌာနချုပ်တက်ခိုက်ခံရပြီးနောက်ကြောက်ဖြူပင်လေးပြင်အတွင်းမှာငါးဖန်းခွင်းကိုလည်းလုံးဝပိတ်ပင်လိုက်ပြီလို့လေစစ်တပ်နဲ့နေဆက်တဲ့သူတွေရဲ့ပြောပြချက်အရသိရပါရယ်ရှင်ချင်းပြည်နယ်ပလဝါမြို့နယ်မှာရခိုင်အပါအဝင်ချင်းလူငယ်တွေကိုအရခတက်တော်အေကစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ဆောင်နေတာမရှိဘူးလို့ဒေတာခန့်တွေကပြောပါရယ် ပလဝမြို့နယ်ရှင်လဝဒေသမှာအရခတတော်အေအေကရခိုင်အပါဝင်ချင်းလူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်တာမရှိဘူးလို့ရှင်လဝဒေသခံချင်းလူမျိုးတယောက်ကနဝင်စရာသတင်းဌာနကိုပြောပါရယ်ရှင်လဝမှာနေထိုင်တဲ့ရခိုင်ချင်းခုမီတွေကိုအေအေကအတင်းအဓမ္မခေါ်နေတာမျိုးမရှိဘဲအေအေဖက်ကဌာနဆိုင်ရာတွေမှာအလုပ်ခေါ်ရင်တောင်ပညာအေအေချင်းအလိုက်အလုပ်တော်လျှောက်ကြတဲ့လူငယ်တွေအများကြီးရှိတယ်လို့သူကပြောပါရယ် အဲ့ခါတက်တော်အေးထိန်းချုပ်မှုအောက်မှာနေတဲ့ပလဝမြို့နယ်ကဒေသခံတွေဟာအေးချမ်းစွာနေထိုင်နေပြီးလွတ်လပ်စွာသွားလာခွင့်ပေးထားတယ်လို့ရွယ်လေအေးရဲ့အုပ်ချုပ်ရေးအဖွဲ့ဝင် ရော်တာဝင်ရှိသူတယောက်ကနရင်းစရာကိုပြောပါရယ်ပြီးခဲ့တဲ့ရပိုင်အတွင်းကရှင်းလဝဒေသမှာရခိုင်အပါဝင်ချင်းလူမျိုး90လောက်ကိုအေးကစစ်မှုထမ်းဖို့အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တော်တယ်လို့ချင်းဒေသတွင်သတင်းတချို့မှရေးသားဖော်ပြထားပြီးနောက်ဒေသခံတွေနဲ့တာဝန်ရှိသူတွေကို နရင်စရာကဆက်သွေမင်းမြန်စိန်မှာအခုလိုဖြစ်ကြလာခဲ့တာဖြစ်ပါတယ်။အေအေထိန်းချုပ်ထားတဲ့ပလောဝမျိုးနေမှာမိသက်ဌာနပညာရေးဌာနကျဲမရေးဌာနအုပ်ချုပ်ရေးဌာနပြည်သူရေးနဲ့ပြည်သူစစ်အပါအဝင်ဌာနဆိုင်ရာတွေအတွက်အလုပ်တွေခေါ်ယူနေတယ်လို့ဒေတာခန့်တွေကပြောပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ရှင်။ ပြည်တွင်းသတင်းစပုတ်အနေနဲ့ကတော့မကွေးတိုင်းမြိုင်မျိုးနေကပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တယောက်ရဲ့မင်္ဂလာဆောင်ကို စစ်ကောင်စီလက်တက်ကဘုံလာကြေခဲလို့လူ၂၀ကျော်လောက်သေဆုံးသွားခဲ့တယ်လို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့နေဆက်တဲ့သူစီကသိရပါဗျ။အဲ့ဒီမင်္ဂလာဝေကိုမြိုင်မျိုးနေဆုံကုန်းကြေးရွာမှာရှိတဲ့ဖုံရင်ကျောင်းမှာဖေဖော်ဝါရီ၂၅ရက်နေ့မနက်ကပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။မင်္ဂလာပွဲပြုလုပ်နေချိန်မှာစစ်ကောင်စီက ကျက်တိုက်လျင်နဲ့နှကြိမ်တိုင်တိုင်ဘုံကျိတိုက်ခိုက်ခဲ့တဲ့အတွက်လူ20ကျော်တေဆုံးပြီးတရားရရှိတဲ့သူလည်း30ကျော်ရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။အဲ့ဒီမင်္ဂလာဆောင်ပွဲကိုစစ်ကောင်စီကတိုက်လျင်နဲ့ဘုံကျိချခဲ့တဲ့အပြင်ရော့ကတ်တုံးတွေနဲ့လည်းပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့သဘောတူညီချက်တွေနီးနေပြီဆိုတာကိုမျိုးလင်းတယ်လို့အမေရိကန်သမ္မတထရန်ကပြောလိုက်ပါရတယ်။ တလင်းလာနေကပြင်သစ်သမ္မတနဲ့တွေ့ဆုံပြီးနောက်ယူကရိန်းမှာဥရောပငင်းချမ်းရေးတက်တွေထားတာကိုရုရှားသမ္မတပူတင်ကလက်ခံပါကိုသူယုံကြည်တယ်လို့သမ္မတထရန်ကခေါင်းဆောင်တွေရောက်အင်ဖြူတော်မှာကျင်းပတဲ့ပူတွေသတင်းစာရှင်းလင်းပွဲမှာပြောလိုက်တာပါလို့ VOA သတင်းရသိရပါတယ်။လာမယ့်ရက်သက်တပတ်အတွင်းမှာပဋိပက္ခဆုံးသက်ပြီးအမေရိကန်ကပေးထားတဲ့ဒေါ်လာဘီလီယံ180ကိုတတူတူပေါ်ခွင့်နဲ့ပြန်ပေးမယ့်သဘောတူညီချက်ကို လက်မှတ်ထိုးဖို့အတွက်မကြခင်မှာယူကရိန်းသမ္မတဇလန်စကီအမေရိကန်ကိုလာမေးလို့မျိုးလင်းကြောင်းလဲသမ္မတထရန်ကပြောရဲလို့ဆိုပါတယ်။အမေရိကန်ကပေးထားတဲ့ဒေါ်လာဘီလီယံ180ကိုတတ်တူတူပေါခွင့်နဲ့ပြင်ပေးမယ့်သဘောတူညီချက်ကိုလက်မှတ်ထိုးဖို့သဘောတူညီချက်ကအလွန်ကိုနီးစပ်နေပြီလို့ထရန်ကသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။သဘောတူညီချက်မှာယူကရိန်းကအနာဂတ်လုံခြုံရေးအာမခံချက်ကိုပါထည့်ချင်ပြီးမှဒါနံပတ်သက်လို့ထရန်ကပြောမတော့ခဲ့ဘူးလို့သိရပါတယ်။ ။နရင်းစရာသတင်းဌာနကနေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလေးထူခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထောင်းလေးတဲ့သတင်းတွေကို www.norinja.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။